င်္ဂလာပါ RFA ပေးစာပြန်စာအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီတစ်ပတ်အစီအစဉ်မှာကုံကားမောင်းသူတယောက်ရဲ့ရင်ဖွင့်စာကိုအရင်ဆုံးတင်ပြကြပါမယ်။ RFA ရေစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလုံခြုံရေးအကြောင်းပြချက်နဲ့စစ်တပ်နဲ့ရဲအပြင်အဖွဲ့ပေါင်းစုံကဂိတ်တွေပေါ်လာပါဗျ။ဂိတ်တိုင်းမှာပတ်စံတောင်းတိုင်းပေးနေရတော့ကုံတင်ကားကြီးတွေအနေနဲ့အဆင်ပြေပြေသွားရတဲ့လမ်းဆိုတာမရှိသလောက်ဖြစ်နေပါဗျ။စကိုင်း6ဦးလမ်းမှာဆိုရင်စစ်တပ်နဲ့ပြူစောတိဂိတ်တွေက ကားသမားနဲ့ခီးတွေတွေကို မိုင်းတွေလဲရှာခိုင်းပါတယ်။ပတ်စံလဲအတ္တမတောင်းပါတယ်။နောက်ဒီဖယဲသည်တခွားသည်တင်ပြီးတော့မိုင်းလာမျိုးဘက်ကိုသွားတော့လဲဂိတ်တွေကို ဖြတ်တော့ဆာရွက်စာတန်းအပြည့်အစုံပါရာတောင်းအသီးတင်တဲ့ကားဖြစ်နေလို့ပတ်စံထက်အတောင်းခံရပါတယ်။သူတို့တောင်းတဲ့ပတ်စံမပေးနိုင်ရင်ရရိုင်းဆိုင်ဆိုင်အပြောခံရတာတွေလည်းရှိပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာဂိတ်တွေကပြည်သူတွေကိုရန်သူလိုဆက်ဆံပြီးတော့ပတ်စံပို့တောင်းလာကြပါတယ်။ ဒီအကြောင်းတင်ပြပေးပါဆိုပြီးပြပို့လာတာပါရှင်။အခုဆက်ပြီးတော့ရခိုင်ပြည်နယ်ကပေးစာကိုတင်ပြပါောင်းမယ်။ RFA ရေရခိုင်ပြည်နယ်တောင်ပိုင်းအေအေထင်းချုံနယ်မြေတွေကမြို့တွေမှာဖုန်းလိုင်းဖြတ်တောက်ထားတာကြောင့်ဒေသခံတွေဆူဆူရွရွအခက်တွေ့နေပါဗျ။ဖုန်းအဆက်အသွယ်လုပ်ဖို့အတွက်ဒီတောင်ကုန်းမြို့နယ်တွေကမအီမြို့ကိုညအိတ်ခရီးသွားကြရပါဗျ။ဒီခရီးအတွက်လူတယောက်ကိုသသိန်းခွဲနဲ့အထက်ကုန်ကြစရိတ်ရှိပါဗျ။ အဲ့ဒီကိုရောက်ရင် WCDMA လို့ခေါ်တဲ့ကန်ယူရန်ဖုန်းနဲ့ပြည်တွင်းထဲကိုဖုန်းခေါ်မယ်ဆိုရင်တမနစ်ကိုငွေကျပ်တစ်ထောင်ပေးရပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းကမြို့တချို့မှာတော့ Starlink Internet သုံးခွင့်ရကြပါတယ်။ဒီအခြေအနေတွေကိုအများသိအောင် တင်ပြပေးပါဆိုပြီးပြပို့လာတာပါရှင်။ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအဆင်မပြေတာတွေအမြင်မတော်တာတွေကို ပြောချင်ရင် RFI ရဲ့ Viber နဲ့ Signal ဖုန်းနံပါတ်239 2394218ကနေပဲဖြစ်ဖြစ် RFA Burmese ရဲ့ Facebook Messenger ကပဲဖြစ်ဖြစ်ပေးပို့လို့ရပါတယ်။ Email ကတဆင့်ပေးပို့ချင်တဲ့ဆိုရင်တော့ rfa.burmese@gmail.com ကိုပေးပို့လို့ရပါတယ်ခင်ဗျာ။အခုဆက်ပြီးတော့ Parkan Data Gen တူပေးပို့လာတဲ့စာကိုတင်ပြကြပါမယ်။ကျွန်တော်ကတော့ Parkan မြို့နယ်စိတ်မှုအုပ်စုရှမ်းစုကျေးရွာကပါ RFA ရေး။ကျွန်တော်တို့ရွာမှာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအာဖာနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ပလာဖအဖွဲ့ကလူတွေက တိန်ကိုငွေကျပ်တသိန်းတသောင်းကောက်နေလို့ပါတသောင်းကအိမ်ခွန်တသိန်းကကာကွယ်ရေးစရိတ်လို့ပြောပါတယ်ကျွန်တော်တို့ရွာမှာကအဆင်ပြေတဲ့သူနဲပါတယ်အားလုံးကခက်ခက်ခဲခဲရှောက်ဖွေစားတောက်နေရတာပါကျွန်တော်ဆိုရင် မော်ထဲမှာရေမစေးကြောက်ရှာပြီးတော့အသက်မွေးရပါတယ်အခုကကြောက်ရှာစရာနေရာတွေလည်းမရှိသလောက်ရှားလာတာကြောင့်မိသားစု စားဖို့တောင်အနိုင်နိုင်ပါ တနေ့လို့တနေ့စားဘဝတွေဆိုတော့ဒီတသိန်းတသောင်းဆိုတဲ့ငွေပမာဏကကျွန်တော်တို့အတွက်များလွန်ပါတယ် လောက်ကင်စားတော့ရတာခက်ခဲနေတဲ့အခုလိုအချိန်မျိုးမှာအောက်ခြေလူတန်းသားတွေစီကအဲ့ဒီလောက်ငွေပမာဏကောက်တော့ကျွန်တော်တို့ဘယ်လိုလုပ်ရမှာလဲခင်ဗျာဒီအကြောင်းတင်ပြပေးပါဆိုပြီးပြပို့လာတာပါရှင်အခုတစ်ခါတင်ပြချင်တာကတော့သခိုင်းဘက်ကပေးစာပါဒီသခိုင်းတိုင်းတမူးဘက်မှာတစ်ထုတ်လုံးမှုအများများနေပါတယ် RFA ရေစစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်ဖွဲ့တချို့ပူးပေါင်းပြီးတော့လိုင်းကြီးယူပြီးထုတ်လုံနေကြတာပါတရက်ထဲနဲ့တန်တရာကျော်ခိုးထုတ်နေကြတာတွေလည်းရှိပါတယ် ေသခံပြည်သူတွေကိုတော့ကန့်သက်ချက်တွေထားထားတာကြောင့်ငတ်တလဲပြတ်တလဲနေနေကြရပါတယ်ဒီလိုတွေလုပ်နေတာကို NUG အစိုးရကမသိတာလားဒါမှမဟုတ်တည့်ရက်နဲ့လုတ်ခိုင်းထားတာလားဆိုတာမေးချင်ပါတယ်ဆိုပြီးပြို့လာတာပါရှင် RFA ပေးစာပြန်စာအစီအစဉ်ကစာရင်းမှာပေးပို့သူတွေရဲ့လုံခြုံရေးအရာနာမည်တွေကိုမဖော်ပြဘဲတင်ပြခဲ့တာပါရှင်။ RFA ပေးစာပြန်စာအစီအစဉ်အနေနဲ့ RFA ကိုအမှန်တကယ်ပေးပို့လာတဲ့စာတွေကိုစစ်စစ်ပြီးတော့ပြန်လည်တင်ပြနေတာဖြစ်ပါတယ်။ တချို့တိုင်ကြားချက်တွေဆွဆွဲပြောဆိုချက်တွေဟာမူရင်းစာပေးပို့သူရဲ့အဘော်တွေသာဖြစ်ပြီးတော့ RFA အနေနဲ့တိကျအတည်ပြုနိုင်တာမရှိပါဘူး။ပေးစာကြောင့်ထိခိုက်နစ်နာတာတွေရှိခဲ့ရင်ထိခိုက်နစ်နာသူလူပုဂ္ဂိုလ်အဖွဲ့အစည်းတွေအနေနဲ့ပြန်လည်ခြေပတဲ့စာတွေကို ပေးပို့လို့ရပါတယ်။ဒီစာတွေကိုလည်း RFA ကနေအလင်းသိမ့်တယ်လို့ပြန်လည်ဖော်ပြသွားမှာဖြစ်ကြောင်းအတည်ပြုအပ်ပါရရှင်။ဒီတစ်ပတ်အစီအစဉ်ကိုတော့ဒီလောက်နဲ့ပဲညံနာပါရစေ။ နောက်တစ်ပတ်မှာလဲ RFA ပြည်သက်တွေရင်ဖွင့်လာတာတွေကိုကောက်နှုတ်တင်ပြပေးဦးမှာမို့စောင့်မျှော်ရှုစားပါအောင်ရှင်။